ယေရှုခရစ်တော်ရဲ့ရွေးကောက်ခြင်းကိုခံရတဲ့ဖခင်ရဲ့တာသမီတယောက်စီတိုင်းကိုမင်္ဂလာနေ့သစ်လေးပါလို့နှုတ်ခွန်းဆက်တက်လိုက်ပါတယ်ဒီကနေ့16ရက်6လ2025အင်္ဂါနေ့ရဲ့နေ့သစ်ခရစ်နတ်တိထဲမှာသာဝရဖျားသည့်တင်းကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောသာဝရဖျားသည့်တင်းနဲ့မျက်တော်တော်အလင်းကိုလွှဲ၍ခရစ်နတ်ကြီးစုပြုတော်မူပါစေသောသာဝရဖျားသည့်တင်းကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင် ချစ်တဲ့မိသားစုများဒီကနေ့ကျွန်တော်ဟင်းရှားနိုင်ငံကြံခန်းကြီး40အခန်းငယ်30မှ31ကိုတူတူကဆင်ခြင်ခွင့်ယူကြပါစို့လူပြိုတို့သည်မော၍ပင်ပန်းခြင်းတို့ ရောက်ကြလိမ့်မည်လူလင်တို့သည်လည်းထိမိ၍လဲကြလိမ့်မည်ထာဝရဘုရားကိုမျော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်ရွှေလင်းတက်ကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်ပြီးသောလည်းမပင်ပန်းကြည့်တော်သောအခါမှာမောရကြဟာလေလုယာခြေတယ်မတဆူများ လူပြူတင်လူလင်နေတာထိမိလဲမယ်ဘာကြောင့်လဲလူပြူကအားကောင်းတယ်ဒါမဲ့အဲ့ဒီအားအကန့်အသတ်ရှိတဲ့အခါမှာအဲ့ဒီအားကုန်ရင်သွားပြီဒါမဲ့ထောင်ရဖြောင်းမျောလင့်တဲ့သူကအားပြည့်မယ်ခြေရမတန်စမြာကျွန်တော်တို့ဘဝကြီးပြေးပွဲပြိုင်ပွဲမှာသွားလန်လှုပ်ရှားနေတဲ့အချိန်မှာလေတကယ်ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာလေသက်လုံကောင်းဖို့အမြဲတမ်းအရေးကြီးပါတယ် ခရီးရှိပြေးပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာထက်မှာကျွန်တော်တို့ကိုခွန်အားပေးမဲ့သူကျွန်တော်တို့ကိုအမြဲထောက်မတဲ့သူလိုအပ်တယ်ခွန်အားပေးတဲ့သူမရှိတော့ဘူးထောက်မတဲ့သူမရှိတော့ဘူးဆိုရင်ဘဝကအရင်သွားပြီတချို့မိဘအဖို့မှာသင်္ခါရမိဘအဖို့မှာမိခိုးတဲ့အခါမှာမိဘမရှိတော့ဘူးဆိုရင်စိတ်ထဲချမ်းစိတ်ပြည့်ပြီအနာကဘယ်လိုဆက်ရှောက်အောင်မသိတော့ဒါမဲ့ချစ်တဲ့မိသားစုများတမန်ကျမ်းစာထမား ယုံကြည်သူဖယားသားသမီးတယောက်စတန်းရဲ့အနာဂတ်မှာတဲ့ကိုရောကိုမျော်လင့်တဲ့သူကအားကိုပြည့်မယ်ရွှေလင်းတတ်ကဲ့သို့အတောင်ကိုအသိပြုပြင်မှာပြီးတော့လည်းမပြင်မခီးသွားသောအခါမှမောရဘဝခီးမှာကျွန်တော်တို့အချို့အကွေ့အကွေ့တွေအချင်းတွေဒီအမျိုးမျိုးရှိတဲ့ခြေတယ်မိသားစုများကျွန်တော်တို့မထင်မှတ်တဲ့အကွက်တွေမကြုံချင်တဲ့အရာတွေကြုံလာတတ်တယ်အဲ့ဒီကြုံလာတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာကို တကယ်ပဲခွန်အားပေးတာအစွမ်းပေးတာထုတ်ပြန်လဲ။ဘာလို့ဆိုကျွန်တော်တို့ရဲ့အားဖြစ်ပေးနိုင်တာထုတ်ဖန်ဆင်းရှင်ဖြစ်ရမယ်။ဒါကြောင့်မိသားစုများတကယ်ပဲဘဝခင်းဒီကနေ့ရှောက်လန်းမဲ့အမှုရပုံမှာကိုရုတ်ကိုညှော်လင့်ပြီးတော့မှအားပြည့်ခြင်းနဲ့တကွဘဝခင်းကိုခွန်အားအပြည့်အဝနဲ့ဆက်လက်နေနိုင်တဲ့တန်တမီများအသီးသီးဖြစ်ဖို့အတွက်နှုတ်ဘတော်ပြင်ပြတာနဲ့ဝင်ကြတယ်။တင့်ကိုဖျားသိမ်းတာရေကောင်းချီးပေးပါစေ။ Amén.